ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျဆိုတော့ကျွန်တော်လီဗာပူးအသင်းရဲ့ပေါ့နော်လက်ရှိမိုဆာလာဗာဂယ်နဲ့ထရန်နိုရဲ့ contract update အကြောင်းလေးကိုပြောပြပေးခြင်းပါတယ်ဆိုတော့ real liverpool မှာတော့ဒါကျွန်တော် live လေးလွှင့်ပြီးတော့ပေါ့နော်အာပြောခဲ့တာမျိုးလေးရှိတယ်တချို့သော liverpool fan ညီကိုတွေကလည်းဒီကြောင်းအရင်းနဲ့ပတ်သက်လို့အားလုံးလည်းတည်ပြီးကြလိမ့်မယ်လို့တော့ထင်ပါတယ်ဒါပေမဲ့အနည်းငယ်ပေါ့နော်လက်ရှိထွက်ပေါ်လာတဲ့နောက်ဆုံးအဓိကတော့ trend ရဲ့ ဒါ control နဲ့ပတ်သက်တယ်ပေါ့နော် update အကြောင်းအရာလေးကိုအဓိက highlight လုပ်ပြီးပြောချင်တာလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကပေါ့နော်ဆိုတော့ဘဘူးဖန်ဂျီကိုရီအနေနဲ့အဆုံးထိဒါကြည့်ရှုအားပေးခဲ့ကြပါအောင်ခင်ဗျာအဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒါဒီနေ့မှာပဲလေဘဘူးဖန်ဒီအတော်ပျော်ရွှင်စရာအကြောင်းအရာလေးတစ်ခုကတော့ကျွန်တော်တို့ဒါကင်းဆာလာပေါ့နော်ကျွန်တော်တို့ရဲ့အာအရန်ချစ်ဖို့ကောင်းတဲ့ Egyptian King ကြီးပေါ့နော်မူဆာလာကိုတော့ကျွန်တော်တို့ Liverpool အသင်းဘက်ကတော့ဒါ contract နှစ်နှစ်ပေါ့နော်ဒါ new contract နှစ်နှစ်တက်တန်းတိုးနိုင်ခဲ့ပြီဒါကြောင့်မိုဆလာအနေနဲ့ကတော့ဒါ2029ခုနှစ်အထိကျွန်တော်တို့လီဗာပူးအသင်းမှာဆက်ရှိသွားမှာလေဖြစ်ပါတယ်ဒါလေးကတော့လီဗာပူးဖန်တွေအတွက်ဒါဒီနေ့မှာပေါ့နော်ဒါဝမ်းသာစရာတည်ငြိမ်ကောင်းလေးလေးဖြစ်တယ်အဲနောက်တစ်ခုကတော့ဒါမိုဆလာအနေနဲ့ကတော့ရင်တော့ကျွန်တော်တို့လီဗာပူးအသင်းမှာပေါ့နော်ဒါတပတ်လောက်ခပေါင်3သိန်းခွဲဝန်းကျင်လောက်ရရှိတဲ့အနေထားနေပြီးတော့လက်ရှိမှာတော့ဒါ Telegraph ကဖော်ပြချက်အရပြောနာမည်ကြီး အဲ reporter ကြီးဖြစ်တယ်ပေါ့နော် Fabrizio Romano နဲ့ David Ornstein ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ Musala ကတော့ဒါ contract အစ်စ်မှာပေါ့နော်ဒါတစ်နှစ်လောက်ခ net salary ပေါ့နော်ပေါင်တန်း20လောက်ထိရရှိသွားမှာဖြစ်တဲ့အတွက်ကိုအဲလောက်ခလာစားလဲ Liverpool အသင်းဘက်ကပေါ့နော်ဒါတိုးမြင့်ပေးလိုက်တယ်လို့တော့သိရတယ်ဆိုတော့အာလောက်ခလာစားအရင်ကတပတ်ပေါင်3သိန်းခွဲရရှိနေတဲ့အနေအထားအနေပြီးလက်ရှိမှာတော့ဒါ3သိန်းခွဲထပ်ပိုတဲ့ပမာဏကိုမူဆလာအနေနဲ့ ရသွားတယ်လို့ပြောရမှာလည်းဖြစ်တယ်ပြီးတော့တခြားသော allowance တွေလည်းပါဝင်တယ်လို့တော့သိရပါတယ်ဒါကတော့ musala အတွက်လည်းအာပြေရှင်စရာပေါ့နော်သူအနေနဲ့ဒါသူ့ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့အတွက်ကို Liverpool အသင်းကလည်းအခုလိုမျိုးဒါနှစ်နှစ်စာချုပ်တက်ပေါ့နော်ဒါချုပ်ဆိုခဲ့တာလည်းဖြစ်တယ်ဆိုတော့နှစ်ဦးနှစ်ဖက်အကျိုးရှိတယ်လို့ကျွန်တော်တို့ Liverpool fan တွေကလည်း Musala အသင်းမှာဆက်ရှိဒါဖြစ်တဲ့အတွက်ပေါ့နော်ဒါပြေရှင်ခဲ့ရတာမျိုးရှိတယ်အာ Musala ရဲ့ခြေစွမ်းကလည်းကျွန်တော်တို့ Liverpool fan တွေအတွက်ပေါ့နော်ဒါလုံးဝ ဒါအကျွင်းပဲပေါ့နော်ဒါယုံကြည်ပြီးသားအာမူဆလာကိုအသက်ရွယ်အာကြည့်ရလို့ဘလို့ပဲဝေဖန်နေပါစေဒီရာဒီမှာမိုဆာလာဆွမ်းဆောင်ပြထားတဲ့သူ့ရဲ့ခြေစွမ်းနဲ့သူ့ရဲ့ twin goal တွေကတော့အာလုံးဝအတိမတ်ပြရမယ့်အနေအထားမိုဆာလာဒီလက်ရှိအချိန်ထိသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားနိုင်တော့မယ်အာဒီရာဒီမှာ premier league player ကြီးကိုနော်ကျွန်တော်တို့ဒါရရှိဖို့အတွက်ကလည်းလက်ကန်းလို့ရောက်နေတဲ့အနေအထားဒီနေထားမှာ premier league ပြိုင်ပွဲတွေနေမှာပေါ့နော်တခြားသောဒါပြည်ရင်း player တွေရော champion league မှာရောမိုဆာလာရဲ့ အာတိုက်စစ်ပိုင်းအောင်ဥဆောင်မှုတွေသူ့ရဲ့ twin goal တွေကိုဖန်တီးမှုတွေကတော့အာသူ့ရဲ့အကောင်းဆုံးအခြေအနေမှာရှိတုံးပဲ Liverpool အသင်းတော်အကျိုးပြုနေသေးပဲဖြစ်တယ်ဒါကြောင့်လည်းလစ်ဗာပူးအသင်းဘက်ကပေါ့တော့အသင်းဘက်ကပေါ့နော်မူဆလာကိုအခုလိုမျိုးစာချုပ်သစ်ပေးခဲ့တာလည်းဖြစ်ပါတယ်အာနောက်ထပ်ကတော့ဒါဖာဂဲပေါ့နော်ကျွန်တော်တို့လစ်ဗာပူးအသင်းအသင်းကောင်းဆိုဖာဂဲဖာဂဲရဲ့ကွန်ထရက်ကလည်းမူဆလာလိုပဲအဲနှစ်နှစ်တတန်းတိုးပေါ့နော်အဲနှစ်နှစ်တတန်းရှိတဲ့စာချုပ်နဲ့တူလစ်ဗာပူးအသင်းက မနက်ဖြန်လောက်မှာပေါ့နော် officially announcement လုပ်သွားဖို့ရှိရလို့တော့သိရပါတယ်ဒါ David Ornstein တို့ရောအာ Fabrizio Romano တို့လည်းအတည်ပြုထားတယ်ပြီးတော့ Vargas ကိုယ်တိုင်ကလည်းအတည်ပြုထားတယ်ပေါ့နော်ဆိုတော့ Liverpool အသင်းနဲ့ Vargas ရဲ့ကြားထဲမှာ စာချုပ်သစ်ချုပ်ဆိုဖို့တော့ကဘောနော်အလုံးစုံပြီးမြောက်နေပြီဒါမီဒီယာတွေနဲ့ officially announcement လုပ်ဖို့ပဲကြေညာဖို့ပဲရှိတော့တယ်ဒီနေ့မှာတော့ဒါမူဆာလာရဲ့ contract အသစ်ကို Liverpool အသင်းဘက်ကဒါ announce လုပ်ပြီးတော့ဗောနော်ဒါကြေညာသွားတာဖြစ်တဲ့အတွက်ကိုမနှက်ပြန်သူမှုတပတ်ခါလောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Liverpool အသင်းအသင်းကောင်းဆောင် Vaga ရဲ့ contract အသစ်ကိုလည်းဗောနော်ဒါကြေညာမဲ့ ပျော်ရွှင်စရာပုံရိပ်တွေကိုမြင်တွေ့ရအောင်မှာလည်းဖြစ်ပါတယ်ပြီးတော့လက်ရှိမှာလည်း Vage ရဲ့ contract အသစ်မှာလည်းပေါ့နော်မူဆာလာလိုပဲ Liverpool အသင်းဘက်က Vage ကို salary တိုးမြှင့်ပေးသွားဖို့ရှိရဲဆိုတဲ့သတင်းတွေကလည်းတက်နေပါတယ်လက်ရှိမှာတက်နေတဲ့သတင်းတွေအရဆိုလို့ရှိရင်တော့ Vage ကတော့လက်ရှိမှာတပတ်လောက်ခပေါင်း2သိန်း2000ဝန်းကျင်လောက်ရရှိနေတဲ့အနေအထားအနေပြီးတော့လက်ရှိမှာဆိုလို့ရှိရင်တော့ Premier League ကစားသမားတွေပေါ့နော် Center back ကစားသမားတွေတွေမှာအမြင့်ဆုံးလာစာဖြစ်လာနိုင်မဲ့လာစာတစ်ခုပေါ့နော်ဒါတိုးမြှင့်ပေးသွားဖို့ Liverpool အသင်းဘက်က အရှိရဆိုတဲ့တည်င်းတွေကလည်းတက်နေတာမျိုးရှိရတော့ပေါ့နော်အမိုဆာလာနဲ့ဖာဂယ်ရိုရဲ့ contract ကတော့ Liverpool fan တွေအတော့ဒါစိတ်အေးရပြီနောက်ထပ်နှစ်နှစ်မိုဆာလာနဲ့ဖာဂယ်ကတော့အတင်းမှာအဆက်ရှိမှာဆက်ရှိမှာပဲဖြစ်ပါတယ်ရတမအေးရတာကတော့ Trent Arno ရဲ့ contract ကိစ္စလေးပဲဖြစ်ပါတယ်ဆိုတော့အလုံးသိကြတဲ့အတိုင်းပဲ Trent ကတော့ Real Madrid အသင်းကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့တည်င်းတွေကတက်နေတယ်အ Trent ကိုယ်တိုင်ကလည်းကျွန်တော်စိတ်ထင်ကတော့ Liverpool အသင်းဘက်ကကန့်လန့်မှုတွေပေါ့နော်စာချုပ်တစ်ထွက်ကန့်လန့်မှုတွေကို ပယ်ချခဲ့တာမျိုးဖြစ်တဲ့အတွက်ကို Real Madrid အသင်းကိုပြောင်းရွှေ့ဖို့အတွက်တတော်လေးအခြေအနေများနေပြီပေါ့နော် သူဆုံးဖြတ်ချက်ချထားပြီလို့တော့ထင်ရတယ်ဒါမှလည်းဒီနေ့မှာတက်လာတဲ့ breaking news တွေအရာ report တွေအရာဆိုလို့ရှိရင်တော့ Liverpool အသင်းဘက်ကတော့ Trent ကိုနောက်ဆုံးအကြိမ်အဖြစ်တပတ်လောက်ကပေါင်3သိန်းရယ်အလက်မှတ်ထိုးကြည့်အဖြစ်ပေါ့နော် ပေါင်5သန်းနဲ့7သန်းဝန်းကျင်ကြားပေးချေပြီးတော့ပေါ့နော်နောက်ဆုံးကြိမ်ကမ်းလှမ်းသွားဖို့ရှိတယ်လို့တော့သိရပါတယ် ဆိုတော့ trend အနေနဲ့ဘယ်လိုမျိုးဆုံးဖြတ်ချက်ချသွားမလဲဆိုတာကတော့ကျွန်တော်တို့ဒါမကြောင်ရင်ပိုင်းအတွင်းမှာစောင့်ကြည့်ရမယ့်အနေအထားလေးဖြစ်သွားပါပြီဆိုတော့ Liverpool fan အများစုကတော့ဒါဖြစ်နိုင်ရင်ပေါ့နော် trend ကိုလည်းအတင်းမှာဆက်ရှိစေခြင်းနဲ့အာ Liverpool fan တော်တော်များများကလည်း trend ကို Liverpool အတင်းရဲ့အနာဂတ်အတင်းကောင်းဆောင်အဖြစ်အကုန်လုံးကရီမန်းထားကြတာမျိုးရှိတယ်ပြီးတော့ Liverpool အသင်းရဲ့ဂန်ဝင်ကစားသမားကြီးတွေဖြစ်တဲ့ Steven Gerrard, ခါရီကအပြင်တခြားသောကစားသမားတွေကလည်း Trent ကို Liverpool အသင်းမှာပဲဆက်နေဖို့အတွက်ပေါ့နော်တိုက်တွန်းထားတာမျိုးလေးတွေရှိတယ်။သို့တော်ညာလည်းလက်ရှိအချိန်ထိကတော့ဒါ Trent နဲ့ Liverpool အသင်းရဲ့ကြားထဲမှာသဘောတူညီမှုတစုံတရာမရှိဘဲနဲ့ Real Madrid အသင်းကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေပြီးတော့ Real Madrid အသင်းဘက်ကလည်းအာယုံကြည်မှုရှိနေတဲ့ Trent ကိုပေါ့နော်အာလာမယ့်ရာသီပိတ်သိမ်း ပြီးဆိုတာနဲ့ပေါ့နော် Trump ကိုခေါ်ယူနိုင်ဖို့အတွက်ကိုသူတို့အနေနဲ့ကလည်းလုံးဝစူးစမ်းပြီးတော့ပြင်ဆင်နေတာမျိုးလေးတွေရှိတယ်။တချို့သောသတင်းတွေအရ Solution ရဲ့ Real Madrid အသင်းကဒါကမ္ဘာကလပ်မကစားခင်ပေါ့နော် Barney View ကွင်းကြီးမှာ Trump ကို Real Madrid Chelsea နဲ့အတူပေါ့နော်ဒါမိတ်ဆက်ပွဲလုပ်သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေကလည်းတက်နေတာမျိုးလေးရှိတယ်။ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါလက်ရှိအခြေအနေကတော့ဆက်လက်ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်အနေအထားလေးမှာရှိပါတယ်ဆိုတော့ trend အနေနဲ့ကတော့ liverpool အသင်းဘက်ကကန်းလန်းလာမယ့်တပတ်လောက်ခပေါင်း3သိန်းရယ်အာ လက်မှတ်ထိုးကြီးပေါ့နော်ပေါင်၅တန်းသူမှုတ်၈တန်းဝန်းကျင်ကြာပြီးချိန်မယ်ဆိုတဲ့ဟာကိုလက်ခံပြီးတော့တဘောလူညီမှုရသွားမလားဆိုတာကတော့ကျွန်တော်ဒါစိတ်ဝင်စားပွဲ last minute ထိစောင့်ကြည့်ရမယ်အနေထားလေးဖြစ်သွားပါပြီအဲဒါလေးကတော့ကျွန်တော်ဒါဒီနေ့မှာပဲပေါ့နော်ရရှိခဲ့တဲ့အဲမူဆလာဖာဂင်နဲ့ထရန်တို့ရဲ့ contract ကိစ္စလေးအဲအကြောင်းအရာလေးပဲဖြစ်ပါတယ်ဆိုတော့စိတ်အေးရပြီဖြစ်တာကတော့မူဆလာနဲ့ဖာဂင်ပေါ့နော်ထရန်ကိစ္စလေးကတော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာလည်းဖြစ်ပါတယ်ဆိုတော့ အဲဒီကစားသမားတွေပေါ့အမြင်လေးတွေအဓိကတော့ Trump အပေါ်အမြင်လေးတွေကို common box မှာဝင်မြောက်ပြီးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာကျွန်တော်အဆန် TV ရဲ့ host ရန်နိုင်မဲဖြစ်ပါတယ်ခင်ဗျာ